နေဦးမှာမင်္ဂလာစကားပါရပါတယ်နေတဲ့ကိုကူကြပြီ ဆိုလို့ရှိရင်မင်္ဂလာရှိတဲ့ကုသိုလ်တရားတွေနဲ့နေတဲ့ကိုကူပြောင်းကြဖို့လိုအပ်တယ်မိမိရဲ့သီလအနှစ်၊သမာဓိအနှစ်၊ပညာအနှစ်ဆိုတဲ့အရာတွေနဲ့နေတဲ့ကိုကူကြနေတဲ့ကိုကြိုးကြတာဟာမင်္ဂလာအရှိဆုံးပဲ ကုသိုလ်ကောင်းမှုတွေနဲ့ပြည့်နေတဲ့နှစ်ဖြစ်အောင်ကြိုးစားမယ်လို့နှစ်သစ်အစကတည်းကတာဏိဋ္ဌံချပြီးတော့မိမိရဲ့ကာယကံကြောင့်ဘယ်သူမှစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းမဖြစ်ပါစေနဲ့မိမိရဲ့ဝစီကံနှုတ်ထွက်စကားတွေကြောင့်ဘယ်သူမှကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းမဖြစ်ပါစေနဲ့မိမိရဲ့အတွေ့အကြံအမြင်တွေကြောင့် ဘယ်သူမှကိုစင်းရဲခြင်းစိတ်စင်းရဲခြင်းမဖြစ်ပါစေနဲ့လို့နှစ်ဦးအစကတည်းကကနိဋ္ဌာန်ချပြီးစ조사ကြမယ်ဆိုရင်တတိုင်းပြည်လုံးမှာရှိတဲ့တိုင်းသူပြည်သားအပေါင်းမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအပေါင်းဘေးဥပတ်အန္တရာယ်တွေကင်းဝေးကြပြီးတော့အေးချမ်းမှုရဲ့အစတွေဖြစ်နိုင်တယ်လောဘဒေါသတွေနဲ့ထူပြောပြီးတော့အတိလို့မိုက်လို့တွေးဝေးလို့ မားခဲ့တဲ့အမားတွေလည်းနှစ်ဟောင်းမှ ရှိခဲ့ကောင်းရှိခဲ့နိုင်တယ်။အဲ့ဒီနှစ်ဟောင်းမှ ကိုယ့်အကြောင်းမလို့တပါးသောသူတွေထိခိုက်ခဲ့ရတာမျိုးရှိခဲ့မယ်ဆိုရင်ဒီနှစ်တည်းမှာတော့ကိုယ့်အကြောင်းဘယ်လိုလုပ်မှ ထိခိုက်ခြင်းမရှိစေရ။ကိုပြုတဲ့ကာယကံကိုပြောတဲ့ဝစီကံကိုတွေးတဲ့အတွေးအကြံတွေဟာမိမိနဲ့တကွသူတစ်ပါးတို့ကိုကြီးကြံပါခြင်း ်စိတ်ဤချမ်းသာခြင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံစေသောကာယကံဝစီကံမနောကံတို့သာဖြစ်စေရမယ်လို့စောက်တည်ပြီးကြိုးစားသင်ပါတယ်ဘဝဆိုတာက ခဏတာသာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်းတည်ငကအတိုင်းတည်ငကအတိုင်းခဏမစဲယုံနန်းတမ်းမှသင်္ခါရတရားတွေဖြစ်နေကြ၍ခဏမစဲပဲပြန်ပြီးတော့ပြတ်နေကြတယ် ်ဘယ်အရာမှတည်မြဲတယ်ဆိုတာလည်းမရှိပဲပျက်စီးခြင်းနဲ့သာအဆုံးသတ်နေကြတာကိုမြတ်ဝါထင်ထင်မြင်နေကြတာဖြစ်တဲ့အတွက်အဲ့ဒီမမြဲခြင်းတရားကိုနှလုံးသွင်းပြီးတော့အသက်ရှင်စင်ကာလယက်ဒီနိုင်စင်ကာလလှူရှားနိုင်စင်ကာလတွေမှာလောကကောင်းကျိုးမိမိကောင်းကျိုးနှစ်ဖြာသော ကောင်းကျိုးကိုဆောင်ရွက်နိုင်သူတွေဖြစ်အောင်ကြိုးစားမယ်လို့တန်ိဋ္ဌာန်ချပြီး နှစ်သစ်ကိုကြိုးစိုးကြမယ်ဆိုရင်ဖြင့်မင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်လိမ့်မယ်မင်္ဂလာဆိုတာကလည်းကိုကိုတိုင်းကမင်္ဂလာရှိတဲ့အလုပ်ကိုလုပ်ပါမှ မင်္ဂလာတရားတွေရှိလာတာကိုကိုတိုင်းမင်္ဂလာမဲ့နေပြန်တော့လေမင်္ဂလာတရားတွေမကိန်းအောင်နိုင်ဘူးအချင်းချင်းရိုင်းပင်ကူညီခြင်းအချင်းချင်းမေတ္တာထားကြခြင်းအာနေသူကိုဖေးမကူညီကြခြင်း ူတော်ဘာတို့ရဲ့အောင်မြင်မှုတွေကို ကြားရင်လဲဝမ်းသာပေးနိုင်ကြခြင်းအတိုက်အခိုက်ဆိုတာမရှိเสียရပဲတိုက်ခိုက်မှုတွေကြုံလာပြီဆိုရင်လည်းပဲတပ်ပေတတ်တာကမ္မတကာတတော်ဝမသမျှတို့သည်ကိုပြုသောကံတားလျင်ကိုပိုင်ဥစ္စာရှိသည်ကိုပြုတဲ့ကံဒီအတိုင်းပဲအတိအသည့်မဒူးကြီးတဲ့လာရတွေတွားကြရတယ်အဲ့ဒီလိုနှလုံးသွင်းပြီးတော့ တိုက်ခိုက်မှုကိုဥပိ္ပခာဖြင့်ရင်ဆိုင်နိုင်တဲ့နှလုံးသားတွေပိုင်းဆိုင်ကြပြီးမေတ္တာတရားများထွန်းကားအောင်ကြိုးစားကြပါမှကရုဏာတရားမုဒိတာတရားဥပိ္ပခာတရားများထွန်းကားအောင်ကြိုးစားကြပါမှလောကအေးချမ်းပဲနှစ်သက်ကိုကြိုးရဲဆိုပြီးလွဲမှားသောအရာတွေနဲ့မကြိုးကြပဲဥပုဒ္ဒိလဆောင်းထိန်ကြခြင်းမိမိရဲ့မစင်ကြဲသောအရာများကို စင်ကြဲအောင် တရားဖြင့်စေကြောကြခြင်းတရားအရေးကိုခိုးဝင်းကြကုန်၍မြတ်စွာဘုရားတရားကိုနှလုံးသွင်းရင်မငြိမ်းချမ်းသေးတဲ့နှလုံးသားကိုငြိမ်းချမ်းအောင်မဖြူစင်သေးတဲ့နှလုံးသားကို ဖြူစင်အောင် မတည်ငြိမ်သေးတဲ့နှလုံးသားကိုတည်ငြိမ်အောင် တရားနဲ့ဆုံးမပြီးနှစ်သက်ကိုဆက်လက်ရှောက်လန်းပါမှအင်းရေရှိတဲ့လူသားတယောက်အနေနဲ့ဆက်လက်ရှောက်လန်းနိုင်မယ် ရင့်ကျက်တဲ့လူသားတယောက်အနေနဲ့ဆက်လက်ရှောက်လန်းနိုင်မယ်။ပြီးတော့ဉာဏ်ပညာအားဖြင့်လည်းပဲထက်မြက်တဲ့ဉာဏ်ပညာထက်မြက်တဲ့စင်ကြင်တုံတရားတွေနဲ့မိမိသူတစ်ပါးကောင်းကျိုးကိုဆောင်ရွက်နိုင်တဲ့လူသားတယောက်အနေနဲ့ဆက်လက်ရှောက်လန်းနိုင်ကြမယ်။လူတိုင်းလူတိုင်းမှာအနာဂတ်တွေရှိတယ်ဆိုပေမဲ့အဲ့ဒီအနာဂတ်ဆိုတာကလည်းကိုကိုတိုင်းဖန်တီးမှုကလည်းပဲ များကြီးတက်ရောက်မှုရှိလေတော့ကိုကိုတန်းရဲ့ပြုမှုပြောဆိုဂျန်စီမှုတွေဟာလည်းကို့အနာဂတ်ကိုပုံဖော်နေတာဖြစ်တဲ့အတွက်ကောင်းသောကာယကံကောင်းသောဝစီကံကောင်းသောမနောကံတို့ဖြင့် ကောင်းသောပစ္စုပန်မှာနေထိုင်ပြီးပစ္စုပန်မှာအပြစ်ကင်းစွာနေထိုင်ပြီးတော့ကောင်းမွန်တဲ့အနာဂတ်တွေပေါ်ထွက်လာအောင်ဖန်တီးနိုင်ပါစေလို့မြတ်တာပို့ပေးတယ်အဲ့ဒီလိုနဲ့ တရားကျင့်ကြံကြတဲ့သူများမှသာဘေးဥပ္ပအန္တရာယ်တွေကင်းဝေးနိုင်ကြတာဖြစ်တဲ့အတွက်တရားကိုယ်သာနှစ်သက်မှ များစွာ အားကိုးဖို့လိုပါလိမ့်မယ်လူတွေတွေ့ကြုံကြတဲ့ဘေးဥပ္ပအန္တရာယ်တွေဆိုတာတချို့ဘေးဥပ္ပအန္တရာယ်တွေကလူတွေကိုယ်တိုင်ပဲဖန်တီးထားလို့ကြုံရတဲ့ဘေးဥပ္ပတွေဖြစ်တာများလေတော့လူတွေကတရားစောင့်ကြမယ်ဆိုရင်ဖြင့် လောကပြန်ပြီးတော့ตายာနိုင်တယ်လူတွေမှာမေတ္တာกรุณามุทิตาឧបေခာဆိုတဲ့ပြမစိုးတရားတွေပြန်လဲထွန်းကားရင်ဖြင့်လောကသည် ပြန်လဲအေးချမ်းပြီးတော့ตายာလာတယ်လို့ဘုရားရှင်ဟောကြားထားတယ်မေတ္တာတရားတို့กรุณาတရားတို့စသည်တို့ခေါင်းပါသွားပြီပျောက်သွားပြီဆိုရင်ဖြင့်လောကပျက်စီးတတ်တယ်လူတွေကိုယ်တိုင်ပဲလောကตายာအောင်ဖန်တီးနိုင်တယ်လို့ ဒီလူတွေကိုယ်တိုင်ကပဲလောကပြည့်စည်အောင် ဖန်တီးနေကြတာကိုကိုယ်တိုင်က လောကကိုဖြည့်စည်သူမဖြစ်เสียရဘဲနဲ့လောကကိုလှပါစေသူလောကကိုတည်ငြိမ်အေးချမ်းစေသူအဲ့ဒီလိုအကျိုးရှိလူသားတယောက်ဖြစ်အောင်ဆက်လက်ရှောက်လန်းဖို့အများကြီးလိုအပ်တယ်ဒီနေရာမှာမှအခြေခံမေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့တရားတွေပေါ်မှာအခြေပြုပြီးတော့ မိဘနဲ့သားသမီးကြ နေဟောင်းတုံးကမသိမလိမ္မာခဲ့ကြတဲ့အတွက်ကြောင့်သားသမီးကလည်းသားသမီးဝတ္တရားကို နားမလဲမိဘကလည်းမိဘဝတ္တရားတွေပြက်ကွက်ကြပြီး ဖြစ်ခဲ့ကြသောမိဘနဲ့သားသမီးကြားကနားလည်မှု လွဲမှုများပြက်သနာများကိုနှစ်သွင်းမှဆက်ပြီးတော့မဖြစ်စေရလို့စောက်တည်ကြ၍သားသမီးတွေဘက်ကလည်း တာသမီတာဝန်ကို ကြေပြွန်စွာထမ်းဆောင်ရင်းမိဘတွေကလည်းမိဘတာဝန်ကိုကြေပြွန်စွာထမ်းဆောင်ရင်းဖြင့်တာယာတဲ့မိသားစုဖြစ်အောင် နှစ်သက်မှာဖန်တီးကြဖို့လိုအပ်တယ်။ဆရာသမားနဲ့တပည့်တွေကြားမှာလည်းနှင်းဟောင်းတုံးကအတာတွေမာနတွေနဲ့ကြားထဲမှာ အဖို့အထက်တွေရှိခဲ့ကြမယ်ဆိုရင်နှစ်သက်မှာတော့ဆရာကလည်းဆရာကျင့်ဝတ်နဲ့ပြည့်စုံစွာ နေထိုင်ရင်း တပည့်တွေပေါ်မှာမေတ္တာပို့၍ပေးနိုင်သောနှစ်သက်ဖြစ်အောင်ကြိုးစားရင်တပည့်တွေကလည်းဆရာသမားအပေါ်မှာ ပြုကျင့်သင်တဲ့ကျင့်ဝတ်တရားတွေကို မလင်ဟင်းစေရဘဲဆရာတွေအပေါ်မှာမေတ္တာတရားပေးရင်ဖြင့်မိမိရဲ့ဆရာသမားများ စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံအောင်ကြိုးစားပေးနိုင်တဲ့တပည့်ကောင်းတွေဖြစ်အောင်ကြိုးစားကြရင်စာသင်ကျောင်းဆိုတဲ့ပဝင်းကျင်မှာ မင်္ဂလာရီနဲ့သာထုံမွန်း၍ပျော်စရာတွင်နဲ့သာပြည့်နေသောပဝင်းကျင်တစ်ခုဖြစ်အောင်ဆရာတပည့်ပူပေါင်း၍ဖန်တီးနိုင်သောနှစ်သစ်ဖြစ်ပါစေလို့ဆန္ဒမွန်ပြုအပ်တယ်ဒီလိုပဲမိတ်ဆွေအပေါင်းအသင်းအချင်းချင်းကြားမှာလည်းပဲလောကဘာလတရားတွေထွန်းကားကြပြီးတော့အချင်းချင်းဖေးမကူညီကြရိုင်းပင်းကြစာနာကြဒီလိုမျိုးနဲ့ မိษွေချင်းချင်းကြမှာမေတ္တာတရားတွေသာထွန်းကားအောင်ကြိုးစားကြရင်မေတ္တာဗလဆိုတဲ့ခွန်အားအစစ်ကိုရအောင်ကြိုးစားနိုင်မဲဆိုရင်ပြီးခဲ့တဲ့နှစ်ထက်ဒီနှစ်မှာပိုးပြီးတော့အောင်မြင်တဲ့နှစ်တွေဖြစ်နိုင်တယ်မိษွေအားကိုအသုံးပြုကြကုန်၍အချင်းချင်းတစ်ဖက်နဲ့တစ်ဖက် သူးသားသည်ကိုးနာသည်ဆိုတာမျိုးတွေမရှိစေရအောင်နှစ်ဖက်မျှတဲ့ဆက်ဆံရေးတွေနဲ့ သူလည်းအောင်မြင်ကိုလည်းတိုးတက်ဆိုတဲ့ပုံစံမျိုးနဲ့မိ쇠ချင်းချင်းဖေးမှရိုင်းပင်ကြပြီးမြန်မာလူမျိုးဆိုတဲ့အမျိုးကိုချစ်တဲ့စိတ်နဲ့ပဲအချင်းချင်းရိုင်းပင်ကူညီ၍နိုင်ငံတိုးတက်သည့်အထိကြိုးစားသွားပါသွားနိုင်လိမ့်မယ်အဲ့ဒီလိုနိုင်ငံတိုးတက်သည့်အထိကြိုးစားသွားနိုင်ဖို့ရမှာတူးချင်းတယောက်ချင်းကမြတ်တာတွေထွန်းကားနေဖို့လိုတယ်တူးချင်းတယောက်ချင်းကိုလည်း ိမကူညီတွဲခေါ်သွားဖို့လိုအပ်တယ်။အတ္တရရှည်တန်းတင်းမဲ့ဆိုရင်ဖြင့်နေနာသူတွေများကြကုန်၍မိမိတွင် မကတနိုင်ငံလုံးမှာရှိတဲ့နိုင်ငံသူနိုင်ငံသားအားလုံးတို့ဟာလည်းဆိုးကျိုးတွေကိုသာဆက်လက်ပြီးတော့ခံစားနေကြရမှာဖြစ်တယ်။အဲဒီဆိုးကျိုးတွေပျောက်၍ကောင်းကျိုးတွေရောက်လာခြင်းတည်းဆိုရင်ဖြင့်ကိုယ်ကလည်းမိတ်ဆွေပြည်သားအောင်ကြိုးစား တစ်ဖက်လူကလည်းမိတ်ဆွေပိသားအောင်ကြိုးစားမိတ်ဆွေချင်းချင်းအပြန်အလှန်ပြုကျင်ရမယ်ကျင့်ဝတ်တရားများမိတ်ဆွေချင်းချင်းစောင့်ထင်းရမယ်တစ္ဆာတရားများမေတ္တာတွေတစ္ဆာတွေဆိုတဲ့မြတ်စွာဘုရား ဟောကြားတော်မူတဲ့တရားတွေထွန်းကားလာမယ်ဆိုရင်အချင်းချင်းရန်သူလိုသဘောမထားကြပဲရန်သူတွေခေါင်းပါလာ၍မိတ်ဆွေတွေပေါ်များလာကြကလောကကြီးကတာယာအေးချမ်းလာလိမ့်မယ် အချင်းချင်းရဲ့စူးစမ်းမှုကိုလည်းအတိအမှတ်ပြုပေးကြကုန်၍စူးစမ်း၍အောင်မြင်မှုတွေကိုလည်းပဲအတိအမှတ်ပြုကြချီးမြှောက်ကြရင်းဖြင့်မိမိအတိုင်းဝိုင်းတွင်မက နိုင်ငံတစ်ခုလုံးပါတိုးတက်အောင်မြင်သွားသည့်အထိစူးစမ်းခြင်းစိတ်နဲ့စူးစမ်းယုံကံကြရင်ကိုယ်နိုင်ငံကိုကိုယ်သူတစ်ပါးတည်းတာရအောင် တိုးတက်ကောင်းမွန်အောင်တည်ထောင်နိုင်ကြတဲ့သူတွေဖြစ်အောင် ကြိုးစားတင်တယ်။နှစ်သက်ဆိုပြီးတော့အသက်တွေနဲ့စရမယ်နေရာမှာနှစ်ဟောင်းကပါလာတဲ့ညစ်ထင်းနေသောစိတ်များမကျေနပ်သောမကျေနပ်ချက်များညှို့ထားသောအညိုအတေများမုန်းထားသောအမုန်းများကိုနှစ်သက်ထိဆက်ပြီးယူလာအောင်မယ်ဆိုရင်နှစ်ဟောင်းမှာကြုံတွေ့ခဲ့ရတဲ့အနိဋ္ဌာယုံတွေပဲဆက်လက်ပြီးတော့နှစ်သက်မှာကြုံရပါလိမ့်မယ်။ နိဋ္ဌာယုံတွေမကြုံကျင်ကြဘူးဆိုရင်ဖြင့်အိဋ္ဌာယုံဖြစ်သော အလုတ်တွေကိုသာလှုပ်ကြ၍ကောင်းတာတွေမြင်ခြင်းရင် ကောင်းတာတွေလှုပ်ဖို့လိုအပ်တယ်။ကောင်းတဲ့နမိတ်တွေကိုဖန်တီးဖို့လိုအပ်တယ်။စကားပြောရင်ပဲဖြစ်ဖြစ် အလုတ်လှုပ်ရင်ပဲဖြစ်ဖြစ်အတိတ်နမိတ်ကိုဆောင်၍မင်္ဂလာရှိသောစကားမင်္ဂလာရှိသော အလုတ်ကျက်တည်ရှိသောစကားကျက်တည်ရှိသောအလုတ်တွေကိုလှုပ်ကြမယ်ဆိုရင်ဖြင့် နှစ်တဲ့ဟာမင်္ဂလာရှိတဲ့နှစ်တဲ့ဖြစ်လာလိမ့်မယ်တရားနှလုံးသွင်းရင်ဖြင့်အပြစ်ကင်းစင်တဲ့နေ့တွေကို ရှင်းတန်းကြမယ်အပြစ်ကင်းစင်သောနေ့များကိုကြော့ဖြတ်ကြမယ်ဆိုရင်လေမြန်မာနိုင်ငံသူနိုင်ငံသားအလုံးတိုးတက်ကောင်းမွန်ခြင်းတွေကို ပြန်လည်ရရှိမှာဖြစ်တယ်အမုန်းတွေမရှိတော့ဘူးအညိုးတွေမရှိတော့ဘူးတပတ်သားပေါ်မှာမနာလိုစိတ်တွေမရှိကြတော့ဘူး အများအတူတူ ကောင်းကျိုးတွေကိုရယူ ခံစားကြမယ်။စားလည်းအတူတူနင့်နာရင်လည်းအတူတူယုံမယ်။ဒီလိုစိတ်တံမျိုးနဲ့မိသားစုလိုမျိုးစိတ်ထားတွေပြန်ထားနိုင်ပါမှာ။သူနဲ့ကိုနဲ့မခွဲခြားပဲအကုန်လုံးဟာ လူသားတွေသာ ဖြစ်တယ်လို့လူသားအချင်းချင်းစာနာတဲ့စိတ်တွေထွန်းကားပါမှာ။ဟိုးအရင်အတိတ်တုန်းကပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတဲ့ကာလမျိုးတွေလိုမျိုး မင်္ဂလာရှိတဲ့နေ့တွေကိုပြန်ကြုံတွေ့နိုင်မယ်။ဒီတရားတွေကိုမကျင့်သုံးနိုင်ဘူးဆိုရင်တော့အချင်းချင်းမုံမြဲမုံမြဲညှိုးမြဲညှိုးမြဲအနာလိုမြဲအနာဆက်ပြီးတော့လိုနေကြမယ်ဆိုရင်တော့အိဋ္ဌာယုံတွေမျောလင်းလို့မရနိုင်ဘူး။လူလဲချမ်းသာ၊နတ်လဲချမ်းသာဆိုတဲ့အတိုင်းလူတွေရဲ့အပြုအမူတွေဟာလောကကြီးတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်တယ်။ အကောင်းဘက်ကိုဥတီသောပြောင်းလဲမှုနဲ့အဆိုးဘက်ကိုဥတီသောပြောင်းလဲမှုလို့ရှိတဲ့နေရာမှာအဆိုးတွေလုံနေကြမယ်ဆိုရင်တော့အဆိုးဘက်ကိုဥတီတဲ့ပြောင်းလဲမှုတွေကို ကြုံကြရမယ်အကောင်းဘက်ကိုဥတီသောပြုမှုမှုများကို ပြုမှုနိုင်ကြမယ်ဆိုရင်တော့မင်္ဂလာရှိတဲ့အတိတ်နမိတ်ဆောင်သောအကောင်းတွေကို ဆောင်ကျင်းပေးသောအနာဂတ်တွေပေါ်ထွန်းလာနိုင်တယ် ဘုရားရှင်ကိုရောမြတ်ကခဏတာတီးတဲ့လောကထဲမှာဘယ်အရာကိုမှငါပိုင်ငါဆိုင်လို့စုပ်ကိုင်မထားနဲ့အသက်ရှင်စဉ်ကာလမှာစက္ကန့်တိုင်းစက္ကန့်တိုင်းဝင်သက်တိုင်းထွက်သက်တိုင်းခြေလန်းတိုင်းခြေလန်းတိုင်းမှာမမြဲစင်ရဲ့ဖောက်ပြန်နေတဲ့ယုံ난ဓမ္မတို့ကိုမြင်အောင်ရှုဆင်ခြင်ကြကုန်၍အဲ့ဒီကိုမြင်တွေ့တဲ့မမြဲခြင်းကိုမြင်တွေ့ရတဲ့ဆင်းရဲခြင်းဖောက်ပြန်ခြင်းတို့ကို တန်ဝေကယူ၍ခဏတိုင်းခဏတိုင်းဟာပြည့်စည်ယိုယွင်းနေကြတာပါလားဒါကြောင့်မလို့ဘာအနစ်မှမရှိတဲ့လောကထဲမှာအနစ်ရှိတဲ့အလုပ်တွေကိုသာပြုစုပွားများရင်အကျိုးရှိတာတွေလုပ်သွားမယ်လို့သူတော်ကောင်းတွေရဲ့ဆန္ဒဖြစ်ပေါ်စေတာဖြစ်တဲ့အတွက်တရားမြင်ရင်တရားနဲ့ညီတဲ့အလုပ်တွေကိုလုပ်ကြမှာမလွဲမသွေပဲ။ အဲ့ဒီတရားနဲ့ညီတဲ့အလုပ်တွေကို လုပ်နိုင်ပါမှာလဲတရားနဲ့ညီသော တရားလမ်းကြောင်းပေါ်မှာရှိသောမင်္ဂလာတွေကို ဆောင်ကျင်းပေးသော နိုင်ငံတော်ဖြစ်လာမယ်မင်္ဂလာတွေနဲ့ပြည့်စုံသောနှစ်သက်ဖြစ်လာမယ်နှစ်သက်ကိုကြိုးစိုးတဲ့ဆိုပေမဲ့နှစ်ဟောင်းကပါလာတဲ့အညစ်အကြေးတွေကိုရေနဲ့ဆေးရုံနဲ့ဆင်ကြဲမယ်လို့ထင်နေကြတဲ့နေရာမှာ အမှန်တကယ်ကတော့ အတိတ်ကညစ်ထဲခဲ့တဲ့ကိုယ်ကာယကံတွေပြစ္ဆုတ်ပံမှာမညစ်ထဲတော့အောင်တရားအသည့်ဖြင့်ဆုံးဖြတ်ချက်ချပြုပြင်ပြင်ဆင်ဆေးကြောလိုက်ပြီးတော့တရားနဲ့ဆေးရခြင်းသာ ဖြစ်တယ်။အတိတ်ကညစ်ထဲခဲ့သောတပါးသူတွေကိုထိခိုက်စေခဲ့သောဓာတ်သွားခဲ့သူရှာသောအဲ့ဒီစကားတွေကိုပြစ္ဆုတ်ပံအချိန်မှာကလေးကိုကမပြောတော့ဘူးမဆိုတော့ဘူး ကိုနှုတ်ထွက်စကားကြောင့်ဘယ်သူတဦးတယောက်မှမထိခိုက်စေရတော့ဘူးလို့ဆုံးဖြတ်ချက်ချပြီးအပြစ်ကင်းတဲ့စကားတွေကိုပြောဆိုပါမှနှစ်သက်မှမိမိကိုယ်ကိုဝစည်းကံအားဖြင့်စေကြောပြီတာဖြစ်လိမ့်မယ်မနောကံအားဖြင့်အတိတ်နှစ်မှာညစ်သေးတဲ့မနောကံတွေထားခဲ့မယ်ဆိုရင်သူတစ်ပါးပေါ်မှာမလိုမုန်းတာနဲ့ဖြတ်လို့ဖြတ်စည်းစိတ်တွေထားခဲ့ဘူးတဲ့ဆိုရင်မနာလိုစိတ်တွေနဲ့ သူတစ်ပါးကောင်းကျိုးကိုမလိုလားတဲ့စိတ်တွေသာများခဲ့မယ်ဆိုရင်ပြစ်စုံပါမှာတော့တတဝအလုံးကောင်းကျိုးချမ်းသာနဲ့ပြည့်စုံပါစေကျိုးစားသူမတမြလည်းအောင်မြင်ကြပါစေ အောင်မြင်တဲ့အသီးအပွင့်ကိုလည်းပဲကာလရှည်ကြာဆက်လက်ပြီးတော့စားတုံနိုင်ပါစေခံစားနိုင်ပါစေစတဲ့ဒီလိုမေတ္တာတရားတွေကရုဏာတရားတွေမုဒိတာတရားတွေကို ပွားရင်းဖြင့်စိတ်ကို ဖြူအောင်ထားပါမှာ ဖြူးစင်းတဲ့စိတ်ကြောင့်ပဲ နှစ်သက်မှာနှစ်ဟောင်းတုံးကညစ်သေးတဲ့စိတ်ကိုအဲဒီလို တရားနဲ့စေကြောပြီးသားဖြစ်တယ်။အတိတ်ကအညစ်အကြေးတွေကို စေကြောဖို့ရေလောင်းဖို့မလိုဘူး။အတိတ်ကအညစ်အကြေးတွေကို စေကြောဖို့မိမိကာယကံဝစီကံမနောကံတို့ကို တရားနဲ့စေရတယ်။အတိတ်တုံးကမသိလို့မိုက်လို့တွေးဝဲလို့မားခဲ့တဲ့အမှားတွေကိုတံဝေးကယူပြီးတော့ ပစ္စုပန်မှာဆက်လက်ပြီးတော့မမအောင်နေရမယ်ပစ္စုပန်တိုင်းပစ္စုပန်တိုင်းဟာအမားကင်း၍ပစ္စုပန်တိုင်းပစ္စုပန်တိုင်းဟာ ဖြူစင်နေမယ်ဆိုရင်ဖြင့်နှစ်သက်ဟာမင်္ဂလာရှိသော ဖြူစင်သော အပြစ်ကင်းသောတန့်ရှင်းသောနှစ်သက်ဆိုပြီးတော့ဖြစ်လာပါလိမ့်မယ်နှစ်သက်ကိုကြိုးဆိုကြတဲ့နေရာမှာတရားဖြင့်ကြိုးဆိုခြင်းက အကောင်းဆုံးကြိုးဆိုခြင်းပါပဲအဲ့ဒီနှစ်သက်ကိုမင်္ဂလာရှိစေခြင်းယင် ဒီနေ့ပဲမင်္ဂလာရှိအောင်နေလိုက်နှစ်သက်ကိုမင်္ဂလာရှိစေခြင်းတည်းဆိုရင်ဒီနေ့ပဲကိုယ်ကာယကံဝစီကံမနောကံတွေကိုမိမိသူတစ်ပါးအကျိုးများစေသော အပြုအမူအပြောအဆိုအတွေ့အကြံတို့ဖြင့်စလိုက်ဖို့လိုပါတယ်။နေဟောင်းကအကုသိုလ်တရားတွေကိုနေဟောင်းမှာသာ ထားခဲ့၍ထိုတရားတွေကို ပြန်လည်ပြီးတော့ပွားနေစရာမလိုဘူး။အကုသိုလ်ဆိုတာကပြန်စင်းစားရင်နောက်တစ်ခါပြန်လုပ်သလိုမျိုး ပွားများတယ်တခါပြုထားတော့ကဖြစ်ခဲ့တဲ့စေရနာအတိုင်းစေရနာအသစ်ပြန်ဖြစ်တဲ့အတွက်ကြောင့်အာဟုတုကံကဆင်ပွားပွားလာပြီးပို့ပြီးတော့ကြီးမားလာတတ်တယ်။ဒါကြောင့်အာဟုတုကိုမပွားပဲကုသိုလ်တရားကိုသာ ပွား၍အရင်တော့ကမပွားဘူးသောတတိတရားအရင်တော့ကမပွားဘူးသောဝိရိယတရားအရင်တော့ကမပွားဘူးသောပညာတရားတွေစရှိသော ုသိုလ်တရားတွေကို ထက်ခါထက်ခါပွားဖို့လိုတယ်ကုသိုလ်များများပွား၍ကုသိုလ်အဟုန်ကြီးလာပါမှ လောကကြီးကပြန်လဲပြီးတော့နလန်ထူလာမှာအခုလူတွေရဲ့လောဘဒေါသမောဟတို့ကြောင့်ပဲတဘာဝတွေပျက်စီးတယ်အခြေအနေတွေပျက်စီးကြတယ်ရေမြေတောတောင်တွေလည်းပုံစံတွေပြောင်းကုန်ကြရတယ်ဒီတော့ရာသီဥတုတွေဖောက်ပြန်ကုန်ကြတယ် လူတွေရဲ့မစင်မကျင် ပြုမူကြသောတဘာဝပျက်စီးအောင်လုပ်တဲ့အလုပ်တွေများစွာရှိတယ်။မြေတွေအစမတန်တူးကြခြင်းမြစ်ကြောင်းတွေပြောင်းလဲအောင် မြစ်ကြောင်းထဲမှာစီးဝါရှာကြခြင်းစတဲ့လောဘကို အခြေခံပြီးပြုတဲ့ဝိသမလောဘတွေကြောင့်မြစ်ကြောင်းတွေကောကုန်ကြတယ်။ချောင်းတွေကောကုန်ကြတယ်။မြေတွေပြိုကုန်ကြတယ်။တပင်းတွေရှားပါကုန်ကြတယ်။ ။တယံဇတတွေရှားပါကုန်ကြတယ်စတဲ့။တဘာဝတရားကို ဖြည့်ဆည်းပြတာက လူတွေကိုယ်တိုင်ပဲ။ဘာကြောင့်ဖြည့်ဆည်းပလိုက်လဲဆိုတော့ကိုကျိုးကြည်ကြလွန်လို့ကိုတကိုအတွက်သာကြည်ရဲ့ကြံတော်သူတွေရဲ့အခြေအနေကို မငဲ့ကြပဲအတ္တကြည်ကြခြင်းလောဘကြည်ကြခြင်းဒေါသကြည်ကြခြင်းမောဟကြည်ကြခြင်းတည်းဟူသောတရားတွေကတဘာဝတောတောင်ရေမြေတွေကိုတောင်ဖြည့်ဆည်းပလိုက်တယ်။ အဲ့ဒီချိန်မှာစင်ကဲဆက်ပြီးတော့တိုက်ရောက်မှုကတော့ယာဒီဥတုတွေကိုပါ ဖောက်ပြန်သွားစေတယ်လူတွေဖန်တီးလို့ပဲယောဂါတွေမျိုးစုံဖြစ်ကြသလိုလူတွေဖန်တီးလို့ပဲယာဒီဥတုတွေပြောင်းလဲဖောက်ပြန်လာတာကို မျက်မြင်ကိုတွေ့တွေ့နေကြတယ်သိပ္ပံဤအရာကြည့်မယ်ဆိုလဲဒီဘက်ခေတ်မှာ တချို့သော စွမ်းအားကြီးတဲ့နိုင်ငံတွေကယောဂါပိုးတွေလဲဖြန့်လို့လွယ်တာကိုတွေ့လာရတယ် အစာတောက်ထဲမှာပဲဖြစ်ဖြစ် လေဓုထဲမှာပဲဖြစ်ဖြစ်သူတို့ရဲ့ကိုကျိုးအတ္တကျိုးတွေကို ကြည်ပြီးတော့တခြားသူတွေအပေါ်မှာညာတာမှုမရှိယောဂါပိုးတွေဖြန့်တက်ကြတယ်ဒါအပြင်လောကကြီးတစ်ခုလုံးကိုပျက်စီးသွားစေသောမိုးအတူတွေအလင်းရောင်အတူတွေနောက်အင်မတန်မှစမ်းကြဲသောရောင်ကြီးတွေအဲ့ဒီအရာတွေကိုထုတ်ပြီး လောကကြီးမီးလောင်သွားသည့်အထိဖန်တီးနိုင်တဲ့လက်နက်တွေထွင်ထားကြတယ်။လူသားအားလုံးမျိုးတုံးသွားသည့်အထိဖြစ်စေနိုင်အောင် အစွမ်းထက်တဲ့လက်နက်စွမ်းတွေလည်းဖန်တီးထားကြတယ်။မထင်ရင်မထင်သလိုကိုမကျင်နဲ့တဲ့သူတွေအပေါ်မှာအဲ့ဒီဇီဝလက်နက်အစရှိသောစမ်းပြတဲ့လက်နက်တွေနဲ့အနိုင်ယူနေကြတဲ့အခါကဘာကြီးတစ်ခုလုံးက ရာသီဥတုတွေပါပြောင်းလဲဖောက်ပြန်ကုန်တယ်။ တဘာဝကိုအံတုပြီးတော့ဖန်တီးတဲ့အရာတွေဟာအဲ့ဒီတဘာဝကိုပဲပြန်ပြီးတော့ဖြက်စီးပြစ်တယ်လို့ဖြစ်နေတာကိုတတိမမူမိကြဂယုမဆိုင်မိကြတဲ့အတွက် လောကကလည်းကြေမွပြီးတော့ပျက်စီးစာပြုနေပြီဒါကိုမေတ္တာကရုဏာအစရှိတဲ့ဓမ္မစိုးတရားတွေပြန်လဲပွားများခြင်းမပြုကြသေးဘူးဆိုရင် နှစ်သက်မှလည်းကောင်းသောတရားတွေရောက်လာเสียအကြောင်းမရှိဘူးလောဘဒေါသမောဟတွေကို မချိုးနိုင်နိုင်သမျှကာလပတ်လုံးအစိုးဘက်ကသာဥတီမှာဖြစ်တယ်။ဒါကြောင့်နှစ်သက်မှာအစိုးတွေထပ်ပြီးတော့မပွားကြပါနဲ့တော့အချင်းချင်းမေတ္တာတရားသာများများထားကြပါ ကိုကျင်းစာတရားသာများများထား၍ရောင်ရဲသောစိတ်နဲ့စိတ်ထားဖြင့်မိမိလုံလဝရိယနဲ့တင့်တင့်ညတာထိုက်တန်တဲ့ရလတ်ကိုယ်သာတောင့်တကြကုန်၍မိမိလုံလဝရိယမပါဘဲသူတစ်ပါးကိုနှိပ်စက်ပြီးမှ သူတစ်ပါးကိုအနိုင်ယူပြီးမှ သူတစ်ပါးအပေါ်မှာမတော်မတရားပြုပြီးမှရလာမဲ့ထမင်းတလုတ်ကို မစားကြင်ကြနဲ့ကိုစားတဲ့ထမင်းဟာလိပ်ပြာတန်တန်စားနိုင်တဲ့ထမင်းဖြစ်ဖို့လိုတယ်လူတိုင်းတွေထမင်းမစားဘဲမနေနိုင်လို့ထမင်းရှာစားကြတဲ့နေရာမှာတန်ရှင်းသောရှာဖွေနည်းဖြင့်ရှာဖွေစားတော့သော ထမင်းတနတ်ဖြစ်ဖို့လိုတယ်ကိုစားတဲ့ထမင်းတနတ်ဟာသူတစ်ပါးမျက်ရည်ကြမှ စားရတဲ့ထမင်းတနတ်ဆိုရင် ူတစ်ပါးမျက်ရည်ကို စားတဲ့သူ ဖြစ်တဲ့အတွက် သူတစ်ပါးကိုမျက်ရည်ကျစေရင်ကိုကိုတိုင်းလည်းမျက်ရည်နဲ့ပြန်ပြီးတော့ပေးဆပ်ရလိမ့်မယ်။ကိုစားတဲ့ထမင်းတစ်လုံးဟာသူတစ်ပါးဘဝကို ဖြည့်ဆည်းပြီးမှစားရတဲ့ထမင်းတစ်လုံးထမင်းတစ်နက်ဆိုရင်အဲ့ဒီထမင်းကို စားရတဲ့သူတစ်ပါးဘဝဖြည့်ဆည်းတယ်လို့ကိုလည်းပဲဘဝဖြည့်ဆည်းခြင်းနဲ့ပြန်ပြီးပေးဆပ်ရတတ်တယ်။ကမ္မနိယာမသဘောတရားအရာ ကောင်းတဲ့အလုပ်တွေလုပ်ထားတဲ့အခါ ကောင်းကျိုးတွေကို ပြန်ပြီးတော့ခံစားရမှာဖြစ်ပေမဲ့သိုးတာတွေလှုပ်ထားပြီးဆိုရင်တော့ဘဝမကူးခင်ပဲတံပြန်ဆိုးကျိုးတွေပြန်ပြီးရကြတယ်အကောင်းတွေပေးထားရင်နိဗ္ဗာန်မရခင်စัจ जा တန်တရာမှာလဲရအောင်မယ်ဆိုရင်အကောင်းတွေပြန်ရောက်လာတတ်ပေမဲ့အဆိုးတွေကိုလှုပ်ထားပြီးတဘဝသာသာကြည်၍တနတ်သာသာကြည်၍စားထားသောလှုပ်ထားသောယူထားသောအရာတွေကိုတန်တရာမှာ ပြန်ပြီးတော့ပေးဆက်ရတယ်ဒီဘဝမှာအနိုင်ယူထားရင် နောက်ဘဝမှာ သူတစ်ပါးကို အနိုင်ပြန်ပေးရတယ်ဒီတစ်ပါးမှာဒီဘဝမှာသူတစ်ပါးကိုနှိပ်စက်ထားရင်တန်ត្រာမှာသူတစ်ပါးနှိပ်စက်တာကို ပြန်ခံရတယ်ယူထားတာတွေအကုန်ပြန်ပေးရတတ်တယ်ပေးထားတာတွေကတော့ပြန်ရတတ်တယ်ကောင်းတာပေးထားရင် ကောင်းတာတွေပြန်ရတတ်တယ်ဆိုးတာတွေပေးထားရင်တော့ဆိုးတာတွေပြန်ရတတ်တယ် ယူထားတဲ့အရာတွေကကောင်းသောအရာတွေယူထားတယ်ဆိုရင်တော့ကိုယ်ကလည်းကောင်းသောအရာတွေကို ပြန်ပေးနိုင်လိမ့်မယ်။မကောင်းသောအရာတွေကို ယူထား၍မတော်မတရားယူထားတာတွေဆိုရင် ကိုယ်လည်းပဲမသိမတင်မမျှတတဲ့နေနဲ့ပြန်ပြီးတော့ပေးဆရာတတ်တယ်။ဒါဟာကမ္မနိယာမသဘောတရားပါပဲ။အဲဒီတော့လူတူဦးတိုင်းတူဦးတိုင်းဟာမေတ္တာကရုဏာမုဒိတာဥပေက္ခာတိဟုသော အခြေခံပြမစိုးတရားနဲ့တကွာ ဝိပဿနာတရားတွေဟူသောသင်္ခါရတရားတို့၏မမြဲစင်းရဲ့ပေါက်ပြံမှုတွေကိုဆင်းကျင်းတဲ့ဉာဏ်တရားကိုပွားများကြရင်ကုသိုလ်ကိန်းတဲ့နှလုံးသားတွေဖြစ်အောင်နှစ်သက်မှာစ조사ဖို့လိုပါတယ်။အာလုံးတူးချင်းတယောက်ချင်းဟာပြမစိုးတရားတွေကိုကျင့်သုံးကြသောအဖြစ်မင်္ဂလာရှိတဲ့နှစ်သက်ကိုခံတီးနိုင်ပါလိမ့်မယ်။မိဘနဲ့သားသမီးကြားဆရာသမားနဲ့တပည့်ကြားမိတ်ဆွေအချင်းချင်းကြား ဆွေမျိုးတွေကြားအပေါင်းအသင်းတွေကြားမှာဓမ္မစိုးတရားတွေထွန်းကားအောင် ပြန်လဲကျင့်သုံး၍တဦးနဲ့တဦးနှိမ့်ဆက်ခြင်းအနံ့ယူခြင်းညစ်ပတ်ခြင်းကောက်ကျစ်ခြင်းဆိုတဲ့အရာတွေမရှိအောင်တည်ထားပြီးတော့ဖြူစင်တဲ့အသက်ရှင်ခြင်းဖြင့်ဆက်လက်ရှင်သန်ကြမယ်ဆိုရင်မင်္ဂလာရှိတဲ့နှစ်သက်ဖြစ်လာပါလိမ့်မယ်။ဒါကြောင့်အားလုံးသောမြန်မာနိုင်ငံတနင်္ဂနွေလုံးမှာရှိတဲ့တရားနာသူ အပေါင်းနဲ့တကွာယောဂီအပေါင်းသူတော်ကောင်းတို့သည် မိမိရဲ့စိတ်ကိုနှစ်သက်မှာတရားပြန်စေကြောကြကုန်၍ဖြူစင်သောကာယကံဖြူစင်သောဝစီကံဖြူစင်သောမနောကံတို့ဖြင့်နှစ်သက်ကိုကြိုးစိုးနိုင်ပါစေလို့ဆုတောင်းရင်းအားလုံးသောတရားနာသူအပေါင်းမြတ်စွာဘုရားရဲ့တရားအရေးမှာအေးချမ်းကြကုန်၍နိဗ္ဗာန်ရောက်သည့်အတိုင်းအောင်ကျင့်ကြံနိုင်သော သူတော်ကောင်းသူတော်မြတ်များဖြစ်ကြပါစေကုန်တည်း